39မိနစ်တွေထဲမှာမပါဝင်မင်းခုချိန်ထိတိုင်အောင်ကိုခွင့်ရုံကြည်နေဖြစ်နေတဲ့ရင်ခံပိုင်းအိုရှင်ကြီးကြောင့်ကေပရိသက်ကြီးတို့ဤမြန်မာနိုင်ငံဆိုတာကတော့တစ်ခေတ်တစ်ခါမှအတော်လေးထူးဆန်းအံ့ဩပယာရီနဲ့ပြည့်နေနေခဲ့သလိုလူတိုင်းလူလူကလည်းနေတပိုင်းနီးနီးအစွဲပကာသနာတွေရှိကြတယ်ဆိုတဲ့အရှုဟာတကယ့်လက်တွေ့မှာဖြစ်ပျက်ခဲ့ကြပါရဲ့အခက်အခါတော့မှာတော့ ERA တိုင်းဒေသမှာရှိတဲ့မိမလာကျုံဟာ တဘာဝဘေးအန္တရာယ်တွေမြုံနေစရာတွေကောင်းအောင်ရှိနေခဲ့ပါရီဥရှင်ကြီးကြောင့်စပြောရမေဆိုရင်တော့နေတဘာအနေနဲ့စောင်းတရာမှာလက်ရမြောက်လုံးမာရီဆိုတဲ့ချက်ကိုတော့မဖြစ်မနေထည့်သွင်းပြောပြဖို့လိုအပ်ပါလိမ့်မယ်ရှင်ကပိုင်ဥရှင်ကြီးရဲ့ဖြစ်တည်ခဲ့ရာခုနှစ်နဲ့ဘယင်မင်းဆက်ကိုတော့ဘသူမှသိချမသိရပါဘူးရှားမညာတိုင်းမိုးလူမျိုးတွေမင်းပြူစိုးစံချင်းခါတော့ကပဲပကိုးနေက စင်ရွာလေးမှာရှိတဲ့မောင်ရှင်ဆိုသူဟာ အသက်ငယ်ရွယ်စဉ်ချိန်ကာလကဖခင်ဖြစ်သူဆုံးပါသွားခဲ့ပါရီဖခင်မရှိတော့တာကြောင့်မုတ်ဆိုးမမိခင်ဖြစ်သူဒေါ်ဖြူကိုရှာဖွေကျင်းဝင်းနိုင်ဖို့ရန်ပါမီထုံရသူကိုယ်တိုင်တက်မြောက်ကျွမ်းကျင်တဲ့စောင်းပညာကိုသာအသုံးချပြီးတိဋ္ဌာစာဝတ်နေရဲ့အတွက်ဝန်စာရှာဖွေခဲ့ကြပါရီဒီနေ့မှာတော့မုတ်ဆိုးမတူဖြစ်သူဒေါ်ဖြူဟာတိုင်းငယ်လေးဖြစ်သူမောင်ရှင်ကိုတာမနေမပြုတ်ဝသေးတာကြောင့်သူ့ရဲ့ခင်မောမကွယ်လွန်မီအချိန်ကောင်းစားစဉ်ခါတော့ကအမဖြစ်သူဒေါ်သူဆိုသူကိုငွေသုံးပိတ်သာချင်းကားခဲ့ပူပါရီ ်ဆွေမျိုးသားချင်းဖြစ်တာကြောင့်ဘယ်ချိန်တောင်းတောင်းကျွေးမိကတော့ပြန်ရမယ်လို့ဆုံးဖြတ်ထားတဲ့တော်ဖြူများဒေါ်သူစီကိုသွားပြီးတော့တောင်းခံခဲ့ပေမဲ့အကျွေးပြန်မပေးတဲ့ပြင်အမျိုးမျိုးဆဲဆိုချိန်မောင်းပြီးတော့နှိမ့်ဆက်ခဲ့တာကြောင့်ရှက်ကလည်းရှက်စိတ်ကလည်းနာသွားတဲ့ဒေါ်ဖြူခမားအဲ့ရွာကနေထွက်ပြီးတော့တောင်းမိနေရလို့ဒလားမြုပ်ကိုရောက်လာခဲ့ကြပါရဲ့အဲ့နောက်မှာတော့မောင်ရှင်ဟာမိခင်ဖြစ်သူစိတ်ချမ်းသာစေဖို့ရှင်သာမဏေပြုရဲ့ငွေကြေးရအောင်မျောခုတ်သမား လေထိုးသားဖြစ်နေလိုက်သွားခဲ့အောင်မိမလာကျုံကိုရောက်ခဲ့ပါရီအချိန်မှပဲမိမလာကျုံမှာရှိတဲ့ကရင်မုံဆိုးမကြီးဟာတမီးလေးယောက်ရှိရဒီတမီးလေးယောက်လုံးဟာကြားကိုက်ခင်ရပြီးတော့တိတ်ဆုံးခဲ့ပါရီအဲ့နောက်မှာတော့အစိမ့်နဲ့တွေဖြစ်ပြန်ဝင်စားကြပြီးတော့မိမလာကျုံကိုစောက်ရှောက်နေခဲ့ကြတဲ့အချိန်ပဲဖြစ်ပါရီမောင်ရှင်တို့လေဟာမိမလာကျုံကိုရှောက်ပြီးတော့မြုံမြခုတ်ယူနေကြစဉ်မောင်ရှင်လေးကိုစောက်နေခဲ့ရအပြင်းပြေစောင့်တီးနေခဲ့ပါရီ ဆိုင်သမားတို့ရောက်ရာအရန်မှာပဲ့တင်တန်ဟိနေကြတဲ့ဆိုတဲ့အတိုင်းမောင်ရှိရဲ့စောင်းတန်ကိုမိမမကျွန်းဆောင်နေကြတဲ့နှစ်သမီးများကသဘောကျခဲ့ကြပြီးတော့မြို့ခုပ်ပြီးအပြန်လှေထွက်မယ်လို့တဲ့ချိန်မှာတော့လှေမထွက်နိုင်အောင်လှေကိုဆွဲထားခဲ့ကြပါတယ် အဲဒါကြောင့်မေးလေးပေါ်မှာပါလာတဲ့လေတကြီးကမဲချဆုံးဖြတ်ခဲ့ချိန်မှာတော့၃ချိန်လုံးမောင်ရှင်ကိုသာမဲချခဲ့တာကြောင့်လေတကြီးတို့လည်းမောင်ရှင်ကိုအရှင်လက်လက်ရေထဲပစ်ချပြီးတော့ထားခဲ့ရမယ်လို့ဆုံးဖြတ်လိုက်ခဲ့ကြပါရယ်။ဒါကြောင့်မေးရေထဲကိုပစ်ချတဲ့အချိန်ခဏအတွင်းမှာပဲမောင်ရှင်ဟာရေထဲမရောက်မီနှဝနဲ့စားပေါင်းများစွာနဲ့အရှင်လက်လက်နဲ့တပါးဖြစ်ကို ပြောင်းလဲသွားတာကို လေမှာပါလာတဲ့အပေါင်းပါတွေပြေလေတကြီးကိုယ်တိုင်ကမျက်မြင်တွေ့ခဲ့ကြတာပဲဖြစ်ပါရယ်။ ဒါကြောင့်မင်းမောင်ရှင်ကိုရင်ငံပိုင်ဥရှင်ကြီးလို့ခေါ်ဝေါ်ခဲ့ကြသလိုကျွညွန့်ရှင်လို့လည်းခေါ်ဝေါ်ကြပါရည်။ဥရှင်ကြီးဟာအတွင်ပြည်နယ်တွေထဲမှာမပါဝင်ပေမဲ့လေအေယာဝတီမြို့ဝကျွန်းပေါ်တစ်ခုလုံးကိုစောက်ရှောက်တဲ့အတွက်ယနေ့တိုင်ကိုယ်ဝယ်ရောက်ခြင်းနေကြဆဲပဲဖြစ်ပါရဲ့ရှင်။